ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌဟောင်းစောမှုတူစီဖိုးနဲ့တမဟာ6ဒူပလီယာခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်တို့နှစ်ဦးကိုပါတီစည်းကမ်းကိုမလိုက်နာတဲ့အတွက်ကြောင့်ကရင်အမျိုးသားအစည်းအရုံး KNU ကနေအပြီးအပိုင်းထုတ်ပေးလိုက်ပြီလို့သိရပါဗျ။သူတို့နှစ်ဦးကိုအပီးအပိုင်ထုတ်ပေးလိုက်ရတဲ့အကြောင်းကို KNU ရဲ့ပြောခွင့်ရသူပဒုစောတော်နီကအတည်ပြုပြောကြားပါရစေ KNU ရဲ့အဖွဲ့ဝင်တယောက်အနေနဲ့ပါတီကချမှတ်ထားတဲ့မူ policy တွေကို လိုက်နာရမယ့်တာဝန်ရှိပြီးဒါကိုထပ်တလဲလဲကျူးလွန်နေလို့ထုတ်ပြန်လိုက်တာလို့ဘဒူစောတော်နီကပြောဆိုကြောင်း KIC သတင်းဌာနကလည်းနိုဝင်ဘာလ18ရက်နေ့မှာဖော်ပြထားပါတယ်။သူတို့နှစ်ဦးဟာ KNU ကချမှတ်ထားတဲ့မူဝါဒစီကံစည်းမျဉ်းတွေကိုလိုက်နာခြင်းမရှိတဲ့အတွက်73ကြိမ်မြောက် KNU ဘ ਹੁ အလုံးအမုံဆောင်အစည်းအဝေးကနေဆုံးဖြတ်ချက်ရှာမှတ်ကထုတ်ပေးလိုက်တာလို့ဆိုပါရယ် စောမိုတူဆေဖိုနဲ့စောရွှေမောင်တို့ဟာပြီးခဲ့တဲ့အော်တိုဘာလမှာပြုလုပ်ကျင်းပခဲ့တဲ့စနစ်ပြည့် NCA နှစ်ပတ်လည်ကိုသူတို့သဘောနဲ့သူတို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။စီအောင်စုအာနာသိမ့်မုံကြောင့်အပြည့်ရဲ့စာရှုံး NCA ဟာစက္ခုစုပ်ဖြစ်သွားပြီလို့ဘဒူစော်တော်နီကတရားဝင် ပြောဆိုထားတာဖြစ်ပါတယ်။